န္တရခရီးတူစီဖို့လောဘတရားတွေဒေါသတရားတွေမောဟတရားတွေကြောင့်တန္တရာရှည်ကြတယ်အဲ့ဒီတန္တရာကို ပို့ပြီးတော့ရှည်စေတဲ့အရာဆိုတာရှိတယ်မြတ်စွာဘုရားဟောထားတယ်ငါဥစ္စာငါဥစ္စာလို့ဆွဲလန်းတဲ့တဏှာငါငါလို့ဆွဲလန်းတဲ့မာနငါအတ္တငါအတ္တငါဝိညာဉ်လို့ဆွဲလန်းတဲ့ဒိဋ္ဌိအဲ့ဒီတဏှာတရားမာနတရား ဒိဋ္ဌိတရားတွေကတန်တရာကိုစွဲဆန့်တယ်တန်တရာကိုချဲ့တယ်ဒါကြောင့်ပပင်စာတရားလို့ခေါ်တာအဲ့ဒီပပင်စာတရားကိုတတ္တဝါတွေဟာမသိလို့ပွားနေကြတယ်အရာရာကိုငါဥစ္စာငါဥစ္စာနဲ့ဒီလိုပဲစွဲလန်းပြီးနေကြတာပဲကိုယ်လည်းမပိုင်ပဲနဲ့ပိုင်တယ်ထင်နေကြတာပဲငါလည်းမဟုတ်ပဲငါလို့ထင်နေတာပဲ နောက်ဆုံးတော့တတ္တဝါတိုင်းဟာမြေပြင်မှာအကောင်ပုတ်အနေနဲ့ဆုံးပြခံကြရတာပဲတည်ဆုံးသွားတဲ့အခါကျရင်ဘသူမှနှစ်သက်ချင်းတွေ့တာချင်းမရှိကြတော့ဘူးဆုံးပြလိုက်ကြတာပဲအဲ့ဒီလိုနဲ့ဆွေမြေပုတ်တိုးသွားရပြီးတော့ဓလေပါအစုသူတန်နဲ့သူပြန်ပေါင်းပြီးတော့သွားကြတာပဲမသေးခင်ကငါဟဲ့ငါဟဲ့နဲ့ထောင်လွှားနေတာ ေသွားတော့ပါမှလည်းမဟုတ်ဘာမှလည်းယူသွားလို့လည်းမရဘူးကို့ဆွေမျိုးတွေတယောက်မှလည်းကို့နောက်ကိုလိုက်မလာကြဘူးအဲ့ဒီသဘောတရားကိုနားလည်မယ်ဆိုရင်တတိတံဝေကားလေးနဲ့ကုသိုလ်ရဖို့ကြိုးစားကြမှာပဲလူလောကကြီးထဲမှာနေတာလူသားပိသားစွာနဲ့နေကြရင်သူဦးနဲ့သူရိုင်းပင်ကြ၊ကုညီကြ၊ဖေးမကြအဲ့ဒီလိုနေကြရမှာ လွယ်နေတဲ့ကိစ္စတွေကိုပိုးပြီးတော့လွယ်သွားအောင်ရိုင်းပင်ကူညီဖေးမှဒီလိုနေကြရမှာဒါပေမဲ့လူတွေကအတ္တကြီးတော့မနေနိုင်ကြဘူးငါပဲစားကြတယ်သူစားတာကိုမကြည့်ခြင်းဘူးငါပဲသုံးကြတယ်သူသုံးတာကိုမကြည့်ခြင်းဘူးဆိုတဲ့စိတ်တွေဖြစ်လာတော့လွယ်နေတဲ့အရာတွေခက်ခဲလာကြတယ် လွယ်လွယ်ကူကူပြေးရမယ့်ကိစ္စတွေလွယ်လွယ်ကူကူမပြေးကြဘူးလောဘကြီးတဲ့သူတွေအတ္တကြီးတဲ့သူတွေကိုကြိုးကြည့်တဲ့သူတွေကြောင့်လူတွေမှာလွယ်သိရတာနဲ့မလွယ်ကြဘူးအစဉ်ပြေသိရတာနဲ့အစဉ်မပြေကြဘူးလွယ်လွယ်ကူကူရမယ်အခွင့်အရေးလေးတွေကိုခဲရင်စွာနဲ့ယူနေကြရတယ်ဘာမှအပန်းမကြီးတဲ့ကိစ္စလေးတွေကို ခြေကုံလက်ပန်းကျပြီးတော့ယူနေကြရတယ်။အမှန်တကယ်ဆိုမွေးပွားလာကြတဲ့ကိုက လူတူချင်းတူချင်းရဲ့လူသားအခွင့်အရေးအနေနဲ့ပြောမယ်ဆိုရင်ခြေတလန်းလန်းရင်ခြေတလန်းရောက်တင်တယ်။ဆယ်လန်းလန်းရင်ဆယ်လန်းရောက်တင်တယ်။သို့တော်လည်းပဲအတ္တကြီးတဲ့လူတွေလွှမ်းမိုးနေတဲ့အခါလန်းကျင်တဲ့ခြေတလန်းထောင်းမှာ လွတ်လွတ်လပ်လပ်လမ်းကွယ်မရတဲ့လူတွေဖြစ်လာကြရတယ်။အတ္တကြည်သူများကြောင့်လောဘကြည်သူများကြောင့်မနာလိုစိတ်များသူများကြောင့်လွဲသောအရာတွေကိုခက်ခဲစွာလုပ်ရတာ။ဘဝအတွက်ကိုကျတော်ဘကိုရက်ပြီးတော့စူးစားခြင်းပေမဲ့အဲ့ဒီရက်နေတဲ့ခြေတော်ကိုရက်လို့မရအောင်ဖြည့်စည်းဖြစ်ခြင်းကြတယ်ရိုက်ချိုးခြင်းကြတယ် ယတ္တိဇယနေရာရှိနေပြန်တော့လေအဲ့ဒီနေရာမရှိအောင်ဖြည့်ဆည်းပြစ်ချင်ကြတယ်အဲ့ဒီလိုလောဘဒေါသမောဟများနေတဲ့လောကကြီးထဲမှာလွယ်သောအရာတွေခက်ခဲကုန်ကြတယ်အရှင်ပြေမဲ့အရာတွေအရှင်မပြေတော့ဘဲနဲ့ပြဿနာတွေများစွာကြုံကြရတယ်ငွေရပါအခွင့်အရေးအတိုင်းမရရှာကြဘူး လောဘဓာတွေဒါကြောင့်မြတ်စွာဘုရားကဒီ31ပုံမှာအေးချမ်းတယ်ဆိုတဲ့အပြည့်သက်ငြိမ်းချမ်းတယ်ဆိုတဲ့ဘုံဘဝဆိုတာမရှိဘူးတူနဲ့တူဆက်ဆံကြရတယ်ဆိုတဲ့အရာတွေပေါ်လာတာနဲ့အမြမနာလိုခြင်းဆိုတဲ့အရာတွေအောင်မြင်မှုကို မရှုစိန်ခြင်း ဆိုတဲ့အရာတွေအလိုလို ပေါ်လာတာပဲ ကိုယ်ပေါ်မှာကြိုက်တဲ့သူတွေရှိသလိုမကြိုက်တဲ့သူတွေလည်းမနှဲဘူးကိုကိုအောင်မြင်စေချင်တဲ့သူတွေရှိသလိုပျက်စီးသွားစေချင်တဲ့သူတွေလည်းပဲမနှဲဘူးအဲ့တော့လောကကြီးကအမှန်တိုင်းမြင်လို့မရအောင်ပြနေတဲ့အရာတွေကတခြားနောက်ွယ်မှာဖြစ်နေတာတွေကတခြားလူတွေရဲ့မျက်နှာမှာပြုံးပြထားတဲ့အပြုံးကတခြား ရင်ထဲမှာပုတ်လောင်းနေတဲ့အပုတ်တွေက တခြားအဲ့ဒီလိုဖြစ်နေတာကို အမှန်တွေရှားပါနေတယ်အမှန်တရားတွေခေါင်းပါနေတယ်အဲ့လိုအမှန်တရားတွေပြောက်အမှန်တရားတွေခေါင်းပါနေတော့ငါဥစ္စာငါဥစ္စာနဲ့ဒီလိုလူတွေပုံများလာတယ်ငါဟဲ့ငါဟဲ့လို့မာနနဲ့ထောင်လွှားတဲ့သူတွေပုံများလာတယ် ငါအတ္တကောင်ငါဝိညာဉ်ငါအတ္တဆိုတဲ့အဲ့လိုအယူလဲအမြင်လဲအတ္တဆိုတမာတွေများလာတယ်များလာတော့အေးချမ်းစရာအကြောင်းမရှိတော့ဘူးဒီလိုလူတွေလှုပ်လိုက်တဲ့အလုံမှန်တပြားဟာမိမိသူတပါးဆင်းရဲစေဖို့အလုပ်တွေပဲလှုပ်ကြတော့တာမိမိသူတပါးချမ်းသာဖို့အလုပ်ကိုသူတော်ကောင်းတွေမှသာလုပ်နိုင်တာအနစ်နာခံပေးခြင်း ကိုကျိုးစုံပေးခြင်းဆိုတာသူတော်ကောင်းတွေမှလုပ်တာအနည်းနာခံပေးတဲ့သူမျိုးလည်းရှိပါမှကိုကျိုးစုံပေးတဲ့သူမျိုးတွေလည်းရှိပါမှခက်ခဲနေတဲ့သူတွေအတွက်အစဉ်ပြေခြင်းအသက်ရှူချောင်ခြင်းဆိုတဲ့အရာတွေဖြစ်လာမှာပေါ့ကိုရတာကိုစားဖို့ပဲသူမစားရတာကိုနဲ့မဆိုင်ဘူးကိုရှိတာကိုသုံးဖို့ပဲသူမသုံးနိုင်တာကိုနဲ့မဆိုင်ဘူးဆိုတဲ့ တကူကောင်းစိတ်တွေနဲ့နေမယ်ဆိုရင်လောကကြီးမှာဆင်းရဲတဲ့သူတွေအများကြီးပိုပြီးတော့တွေ့လာရဖို့ပဲရှိတယ်။အင်းရှိဘူးအင်းအောင်မချမ်းသာကိုတယောက်တည်းအစဉ်ပြေနေုံနဲ့အစဉ်ပြေတယ်လို့ပြောလို့မရဘူး။ဘဝဉဏ်တကူလုံးပြောင်းဆန်နေတဲ့ဆိုရင်ကိုယ့်ရဲ့အေးချမ်းမှုကိုလည်းတနည်းနဲ့ရိုက်ခတ်လာလိမ့်မယ်။ကိုယ်တယောက်တည်းချမ်းသာပြီးတော့အများဆင်းရဲနေရင်လေကိုယ့်ရဲ့ အသက်ဘေးအန္တရာယ်ဆိုတာဒီနေ့နေ့မှာဆက်ရောက်လာတတ်တယ်။အဲဒီတော့လောကမှာမျှဝေစားသုံးခြင်းဘေးကမ်းစွန့်ကျဲခြင်း ဆိုတဲ့အရာတွေကို သူတော်ကောင်းတွေဟောကြားထားတဲ့အတိုင်းကျင့်သုံးရတယ်။ကိုဗင်းနာမှာအစင်မပြေတဲ့သူတွေကိုမြင်တဲ့အခါကိုချင်းစာတရားတရားပြီတော့နိုင်တာလုပ်ပေးရတယ်။ကိုတယောက်တည်းပဲစားနေလို့မဖြစ်ဘူး။ကိုသမင်းပကံတဲက ခွဲချမ်းပြီးတော့ကျွေးတင်တဲ့အခါမှာကျွေးရမယ်။အဲ့ဒီလိုသာလူသားတိုင်းမှာတူညီတဲ့စိတ်တွေရှိမယ်ဆိုရင်လောကကြီးကตายရတာပေါ့။အခုတော့ငါဥစ္စာငါငါအတ္တလို့ဆွဲသောတဏမာနဒိဋ္ဌိအစွဲတွေနဲ့လုံနေကြတဲ့အခါစင်ရဲ့တန်တရာရှိတယ်။ပုဂ္ဂိုလ်တိုင်းလည်းပဲဒီဘဝမှာตาလို့မလို့ဆိုပြီးတပတ်သားကိုအနိုင်ယူထားတဲ့အခါ ဒီဘဝတော့နိုင်ကောင်းနိုင်ပါလိမ့်မယ်။နောက်ဘဝတွေမှာတော့သူနိုင်တာကိုပြန်ခံရတဲ့ဘဝတွေကိုရောက်ကြတာ။မြတ်စွာဘုရားဟောကြားထားသောအထုပ္ပတ္တိတရားဒေသနာတွေတွေထဲမှာအဲ့ဒီလိုတွေအများကြီးတွေ့ရတယ်။ဒီဘဝမှာတာရတယ်။နောက်ဘဝကြတော့အတုံးဝလဲပြန်ပေးဆက်ရတယ်။ယဟန္တာဖြစ်တဲ့အထိဝိကျွေးကမပြေဘူး။ယဟန္တာဖြစ်တာတောင်းမှ အဲ့ဒီဝကြွေးတွေလိုက်တယ်ဒီလိုမျိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားရမယ်ဆင်ခြင်ရမယ်ဝကြွေးဆိုတဲ့အရာတွေအလကားမဟုတ်ဘူးအကြောင်းပြုထားရင်အကျိုးကဖြစ်ကုန်ဖြစ်တာကိုကိလေသာဆိုတဲ့ကိလေသာဝတ်အဝိဇ္ဇာတဏှာဥပါဒံဆိုတဲ့ကိလေသာတရားတွေတရားလေးပါးကိုမသိသောအဝိဇ္ဇာ ဆင်းရဲမှမသိတာကိုလုံနေတဲ့အရာတွေကဆင်းရဲကိုရစေမဲ့အကြောင်းတွေမှမသိတာဒီအကြောင်းလေးတွေပယ်လိုက်ရင်ဆင်းရဲငြိမ့်တယ်ဆိုတာကိုမသိတာဆင်းရဲငြိမ့်ဖို့အတွက်ဘယ်လိုရှုမြင်ရမလဲဘယ်လိုတွေးကြံရမလဲဘယ်လိုစ조사ရမလဲဆိုတာမျိုးတွေကိုမသိတဲ့အတွက်ဆင်းရဲရှိကြတယ်မိမိသူတစ်ပါးနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကိုလုပ်ကြတယ် အဲ့ဒီလိုမတိချင်းအဝိဇ္ဇာကြောင့်လည်းပဲဆင်းရဲဖြစ်တဲ့ကိလေသာဝက်ငါဥစ္စာငါဥစ္စာနဲ့ဆွဲလန်းပြီးတော့ချစ်ခင်မှုတွေ့တာမှုအပါအဝင်ဒီအစွဲတွေဟာတဏတရားတွေကာမတဏဘဝတဏဝိဘဝတဏလို့တဏသုံးပါရှိတယ်အစင်းတွေအတန်တွေအနံ့တွေအရာတာတွေအထိတ်အတွေ့တွေ ကာမဂုဏ်တရားလို့ခေါ်တယ်ကိုယ်ပတ်ဝန်းကျင်မှာလေ့လာကြည့်လိုက်ပတ်ဝန်းကျင်ပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာအဲ့ဒီမြင်စရာအဆင်းတွေနဲ့တိဆောက်ထားတာပဲပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာကြားရမယ့်အတန်တွေနဲ့တိဆောက်ထားတာပဲအဲ့ဒီပတ်ဝန်းကျင်ဆိုတာကအနံ့တွေနဲ့ဖွဲ့စည်းထားတာပဲအရာသားတွေနဲ့တိဆောက်ထားတာပဲထိတွေ့စရာအာယုံတွေနဲ့ ဖွဲ့စည်းထားတာနေ့စဉ်ကြည်နေကြတယ်နေ့စဉ်အတန်တွေနားထောင်နေကြတယ်နေ့စဉ်အနံ့တွေရှိနေကြတယ်နေ့စဉ်အစားတောက်စားနေကြတယ်နေ့စဉ်ထိတွေ့เสียအာယုံတွေနဲ့ထိကြတွေ့ကြဂိုင်ကြတွေ့ကြတယ်အဲ့ဒီအရာတွေကိုကိုထိတွေ့ဂိုင်တွေ့စားတုံးရှုမြင်နေတဲ့အရာတွေပေါ်မှာတက်မှတ်နေတာကိုကာမတဏလို့ခေါ်တယ် ဘဝတဏဆိုတာကတော့တတ္တတာဒိဋ္ဌိနဲ့တကွာဖြစ်တော့တတ္တဝါဆိုတာမြဲတယ်ဒီဘဝပြီးလည်းနောက်ဘဝဆိုတာရှိနေအောင်ပါပဲအဲ့ဒီလိုတရားသဘောအရာအဝိဇ္ဇာရှိနေသေးရင်ဆင်းရဲအကျိုးဆိုတာလာအောင်မယ်အဝိဇ္ဇာချုပ်သွားရင်တော့ဆင်းရဲဆိုတဲ့အကျိုးတရားတွေမလာတော့ဘူးလို့သိတာမျိုးမဟုတ်ဘဲနဲ့သူကတတ္တဝါဝိညာဉ် အဲ့ဒီအရာဟာပျောက်မသွားဘူးလူသားတည်ရင်တည်သွားတယ်ဝိညာဉ်ကနောက်ဘဝကိုကူးသွားတယ်စသဖြင့်အလွဲတွေလိုက်ဆွဲလန်းနေတာတတတာဒိဋ္ဌိနဲ့တကွာဖြစ်တယ်တတဝမြဲတယ်လို့ထင်တဲ့အဲ့ဒီအထင်အမြင်နဲ့ဆွဲသောအဆွဲကိုဘဝတနာလို့ခေါ်တယ်တနည်းအားဖြင့်ရူပဝဆရဘဝအရူပဝဆရဘဝတွေကို တောင်းတတဲ့တနာကိုလည်းဘဝတနာလို့ခေါ်တယ် ။နောက်ဝိဘဝတဏဆိုတာကတော့ဒီဘဝပြီးရင်ပြီးပြီးဘာမှဖြစ်เสียမလို့တော့ဘူး။ဘဝပြတ်ပြီလို့အကြောင်းပြတ်လို့အကျိုးပြတ်တာကိုနားလည်လို့မဟုတ်ဘဲနဲ့သူ့ဘာသာသူထင်မိထင်ရမြင်မိမြင်ရနားထောင်မိနားထောင်ရနားထောင်ပြီးစွဲမိစွဲရစွဲတာဥဒကံအကုဒကံကိုမယုံတဲ့သူတွေနောင်ဘဝဘာမှအကုဒလောက်တာလဲခံစရာမလိုဘူး ကုသိုလ်လုပ်ထားလဲအကျိုးမပေးဘူးလို့စွဲပြီးတော့ဒီဘဝပြည်ပြီးတာပဲလို့စွဲရတော့အစွဲဥစ္စေတာဒိဋ္ဌိနဲ့တကွာဖြစ်တဲ့အစွဲကိုဝိဘဝတဏလို့ခေါ်တယ်အဲ့တဏတွေကကိလေသာဝတ်ပဲဒီအစွဲတွေနဲ့ပဲဘဝအတ္တတွေပြန်ပေးတာသူကဒီဘဝပြီးပြတ်တယ်လို့သူထင်ပေမဲ့တကယ်တမ်းကျတော့ပြတ်တဲ့တော့ချုပ်တဲ့တော့ကိလေသာတွေသူ့မှာအပုံလိုက် ဒုနဲ့ဒေးနဲ့ရှိနေတာဖြစ်တဲ့အတွက်အကြောင်းမချုပ်တဲ့အတွက်ကြောင့်အကျိုးကချုပ်เสียအကြောင်းမရှိဘူးသူတည်တဲ့အခါကျတွေ့မှာပေါ့ဒီလိုပဲမပြတ်တဲ့ဝတ်ကိုတဏှာတည်းဟူသောအကြောင်းတရားနဲ့လဲနေတယ် now ဥပါဒံဆိုတဲ့သဘောတရားအစွဲအလန်းကာမဥပါဒံဆိုတဲ့အဲ့ကာမဂုဏ်တွေကိုဆွဲလန်းတဲ့ဆွဲလန်းမှု လောဘလို့တရားကိုရတယ်ဒိဋ္ဌုပါဒံလို့ပြောသောပုဂ္ဂိုလ်တတ္တဝါဆွဲသောမမြဲတာကိုမြဲတယ်လို့ထင်သောဆင်းရဲတာကိုချမ်းသာတယ်လို့ထင်သောအစိုးမရတာတွေကိုအစိုးရတယ်လို့ထင်နေသောဒိဋ္ဌိကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်။နောက်သီလပတုပါဒံဆိုတာနွားအကျင့်ခွေးအကျင့်တို့ဖြင့်တတဝတယောက်ဆင်ကြဲတယ်လို့ယူဆတယ်ဒိဋ္ဌိတစ်မျိုး အတ္တဝါဒုပါဒံဆိုတဲ့အတ္တကောင်ဝိညာဉ်ကောင်စသည်ဖြင့်ဆွဲလန်းတဲ့ဒိဋ္ဌိတမျိုးအချို့အားဖြင့်ဆိုရင်တဏှာနဲ့ဒိဋ္ဌိပဲအဲ့ဒါတွေဟာကိလေသာဝတ်ဒီကိလေသာဝတ်တရားလဲစေသောဒီကိလေသာ ရှိမယ်ဆိုရင်တော့ကိလေသာကြောင့်အလုပ်တွေလုပ်ကြတော့ကာမဝတ်တွေဖြစ်တယ်အဲ့ဒီအလုပ်တွေကအတိတ်တုန်းကဆိုရင် သင်္ခါရလိုအမည်ရသောဘုံညာပြီသင်္ခါရအဘုံညာပြီသင်္ခါရအာနင်းစားပြီသင်္ခါရဆိုတဲ့ကုသုံအကုသိုလ်တွေပြုခဲ့တယ်ပြစုံဘဝမှာလဲကမ္မဘဝလိုခေါ်သောကာယကံဝစီကံမနောကံကုသိုလ်အကုသိုလ်တွေလောက်ကြတယ်အဲ့ဒီသင်္ခါရနဲ့ကမ္မဘဝလိုခေါ်သောကမ္မဝတ် လဲစေသောဒီဝတ်ကို ပြုမယ်ဆိုရင်ဝိပါကဝေါ်ဆိုတဲ့နောက်ထပ်ဆင်းရဲတွေကိုရစေတယ်ဝိညာဏယုတ်တလာယရဏဖတ်တဝေဒနာကမ္မဘဝကပြည်တော်ဥပကဘဝတစိတ်ဥပပတိဘဝဆိုတဲ့တရားပြည်လို့ရှိရင်ဇာတိနဲ့သရမရဏနဲ့အဲ့ဓာတွေတွဲလိုက်တဲ့အခါကျတော့ဝိညာဉ်နံယုတ်တလာယရဏ ဖတ်တဝေဒနာဘဝတစိဖြစ်တဲ့ဥပပတ္တိဘဝဇာတိဇရာမရဏဆိုပြီးတော့၈ပါးဝိပါကဝ၈ပါးဝတ်တယ်လဲမယ်နောက်ဘဝရတာကိုပြောတာနောက်ထပ်ခန္ဓာတွေရတာကိုပြောတာဇာတိရမယ်အိုးအောင်မယ်တည်အောင်မယ်အဲဒီလိုနဲ့ဆင်းရဲတွေကိုဖြစ်စေတော့ကိလေသာဝတ်တွေရှိရင်ကာမဝတ်တွေကိုပြုကြတယ် ကိလေသာကြောင့်အလုပ်တွေလုပ်တယ်အလုပ်တွေလုပ်တော့အကျိုးတွေပေးတော့ဝိပါကဝတ်တွေဖြစ်တာပေါ့ဒါတွေဘာကြောင့်ဖြစ်နေတာလဲဆိုတော့အချုပ်ကသစ္စာလေးပါးကိုမသိတဲ့မောဟငါဥစ္စာငါဥစ္စာနဲ့ဆွဲလန်းပြီးတော့နှစ်သက်တွဲတာနေတဲ့တဏှာအဲ့လိုဆွဲလန်းနေတဲ့ဥပါဒံဒီတရားတွေကြောင့်ပဲဒီတရားတွေရှိနေသမျှတော့ဆင်းရဲတွေဖြစ်နေမှာပဲ။ ိတ်တရားတွေဂိမ်းအောင်နေတဲ့ပုံကိုတယောက်ကလည်းမိမိသူတပါးနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကိုလုပ်နေမိအောင်ပါပဲဒီတော့လောကကြီးကိုကြည့်လိုက်ရင်လူလောကကိုကြည့်အောင်မလားတိရစ္ဆာန်လောကကိုကြည့်အောင်မလားနတ်လောကကတော့ကိုမမြင်နိုင်လို့ထားဖရာအဟောရဆိုနတ်တွေလည်းပဲတဦးနဲ့တဦးဘုံကြည့်တဲ့သူကကြည့်တယ်လို့ဘုံနေတဲ့သူကနေတယ်လို့ တိမ်ငယ်ရတာတို့အားငယ်ရတာတို့ဝမ်းနေတာတို့ဝမ်းသာတာတို့တို့မှလည်းရှိရတာပဲဖြစ်ကြတာပဲဒီတော့အေးချမ်းတယ်ဆိုတဲ့အရာတွေကိုမတွေ့ရဘူးခဏစိတ်ချမ်းသာလိုက်တော်တော်ကြာစိတ်ဆင်းရဲစရာပေါ်လိုက်အဲ့လိုကြုံတဲ့နေရာတွေမှာလူဘဝမှာပို့ပြီးတော့တွေ့ရလိမ့်မယ်လူဘဝမှာစိတ်ချမ်းသာစရာကြားလိုက် ော်တော်ကြာစင်စင်ရဲစရာကြားလိုက်မမြဲသောသင်္ခါရတရားတွေမြန်မြန်ဆန်ဆန်တွေ့ရတဲ့ဘဝပေါ့နှစ်ပြည်တို့မြမပြည်တို့ဆိုတာကတော့တတ်တန်းတွေရှေးကြတော့နှစ်ပြည်ဆိုရင်ကာမဂုဏ်စည်းစိမ်တွေစံစားရတဲ့အခွင့်အရေးတွေကများနေတော့သူတို့ကကုသိုလ်တောင်မေ့နေတတ်တယ်ဇမားတွေကတော့သူတို့ဇံချမ်းသာနဲ့သူတို့နေတော့အခိုက်အတန့်အပြင်းဒီဘဝမကုံချင်းတော့ အေးချမ်းနေကြတာပဲဝဲမပြတ်သေးဘူးဆိုရင်တော့မြမပြေကနေပြီးတော့လဲအောက်ကကာမဘုံကို ပြန်ဆင်းလာတတ်တယ်ဝဲပြတ်ပြီးမညံဘုံညံတွေကိုကြထားပြီးဆိုရင်တော့အထက်မဲ့အလို့ငါပြန်မဆင်းကြတော့ဘူးအဲ့ဒီမြမတွေကတော့ဒီလိုမှမဟုတ်ရင်တော့သာမန်ပုထုဇဉ်ဘဝနဲ့မြမဖြစ်မယ်ဆိုရင်တော့လူကြီးလည်းပြန်ရောက်အောင်ပါပဲတရိစံလည်းပြန်ဖြစ်နိုင်သေးတာပဲဒါကြောင့်မလို့ အရိယာမတ်ကိုရဖို့မြတ်စွာဘုရားကတိုက်တွန်းတာအရိယာမတ်ကိုရတယ်ဆိုတာကလည်းအဲ့ဒီကိလေသာဆိုတဲ့သဘောတရားတွေကိုပယ်ဖို့အဓိကအကြဆုံးလောဘပယ်အောင်ကြိုးစားရတာဒေါသပယ်နိုင်အောင်ကြိုးစားရတာမောဟပယ်နိုင်အောင်ကြိုးစားကြရတာအခြေခံအဲ့ဒီတရားသုံးပါးနဲ့အတူမာနဒိဋ္ဌိဝိသိကိစ္စဌိနာ ဥဒိစ္စအာဟိရိကအနုတ္တပါဆိုတဲ့စိတ်ကိုညင်ညူးစေသောညစ်ထေးစေသောဒီကိလေသာတရားတွေကိုဘုရားရှင်ကအကုန်ပယ်ခိုင်းတာဒီလိုအကုန်ပယ်ကြမယ်ဆိုတော့စဉ်းစားကြည့်ကိုယ်မှာအဲ့ဒီကိလေသာပဲရှိသလားမေးတတ်ရတယ်ဆန်းစစ်တတ်ရတယ်သူတို့ဘာကိုလိုက်ကြည့်မနေနဲ့လို့ဘုန်းကြီးပြောပြီးသားအတိုင်းပဲ သူတစ်ပါးကိုလက်ညှိုးထိုးမယ်ဆိုကိုယ့်ကိုပြန်ထိုးမယ်လက်ညှိုးတွေလည်းအများကြီးပဲအဲ့တော့သူများကိုလက်ညှိုးထိုးနေတာအကျိုးမရှိဘူးကိုယ့်ကိုယ်ကိုပြန်ပြီးတော့လက်ညှိုးထိုးကြည့်ပြီးကိုယ့်ကိုယ်ကိုပြန်ပြီးတော့ပြုပြင်ဖို့ဆင်ကျင်တဲ့အခါရှုမြင်သုံးသပ်တဲ့အခါကိုယ်အမားတွေမြင်လာလိမ့်မယ်ကိုယ်ကလည်းလောဘတောင်းကောင်းပါလားလောဘတွေများတဲ့အတွက်ကြောင့် ကိုချစ်တာကိုကြိုက်တာဆိုတဲ့အရာတွေဘက်ကိုလိုက်ပြီးသန္တာဂရီလိုက်တတ်တဲ့သူပါလားသန္တာဂရီလိုက်နေသေးတယ်ဆိုရင်အပေကမလွတ်သေးဘူးကိုကိုကိုအဲ့လိုဆုံးမရတယ်တရားဖြင့်ဆုံးမရတယ်တရားဖြင့်ယဉ်ကျေးပြီးတဲ့သူဆိုတာဘုရားရှင်မှားထားတဲ့အတိုင်းမိမိကိုကိုမိမိပြန်ရှုပြီးတော့ကိုအမားကိုကိုပြန်ရှုတဲ့သူတွေဒီလိုလူတွေကတရားကြောင့် ရင်ကျေးလာတယ်။တရားကြောင့်ပဲချမ်းသာမှုတွေခံစားလာရတယ်။အဲ့တော့လောကမှာလက်ရှိဘဝမှာစည်းစိမ်ဥစ္စာတွေချမ်းသာတယ်လူချမ်းသာကြီးတယောက်ဖြစ်ခြင်းမှဖြစ်မယ်။သို့တော့တရားကိန်းတဲ့အတွက်စိတ်ချမ်းသာသူ ဖြစ်မှာကတော့မလွဲဘူး။ဒါကြောင့်လဲဆိုတော့ဖျားမှားကြတဲ့အတိုင်းတမတ်ခြင်းတွေဆွဲလန်းခြင်းတွေဆိုတဲ့အရာတွေကို သူကချိုးနှိမ်နေတဲ့သူကိုဒီတော့တမတ်မှုနေတယ်မောက်မာခြင်းမရှိဘူးအရာရာကိုတင့်တင့်စွာနှလုံးသွင်းတတ်တယ်အရာရာကို အမြဲသောတရားတွေဆင်းရဲသောတရားတွေဖြစ်ပြီးတော့လည်းပြတ်ကြတာပါလားအမြဲတမ်းပေါက်ပြန်နေတဲ့အရာတွေပဲသာဝရတည်နေတဲ့အရာတွေဘာမှမရှိဘူးဒီလိုအမြဲတမ်း တရားလမ်းကြောင်းအတိုင်းနှလုံးသွင်းတာကိုယောနီတုံမနတိကာရဖြင့်နှလုံးသွင်းတယ်လို့ခေါ်တယ်။ဒီလိုနှလုံးသွင်းနိုင်တဲ့သူတွေအေးချမ်းပြီးတော့နေကြတယ်။ကိုကိုကိုတရားနဲ့ဆုံးမတာ။အော်ငါမှလောဘရှိသေးတယ်။ဒီလောဘကငါချိုးနိုင်ရမယ်။ကိုကိုကိုပဲကြည်တယ်။သူများကိုမကြည်ဘူး။သူများအပြစ်တွေလည်းပြောမနေဘူး။ကိုကိုကိုကြည်တော့ကိုအပြစ်ကိုမြင်ပြီးတော့ ြင်လို့ရတယ်။ဟုတ်ပြီ။ရှော့ချလာတဲ့လောဘနည်းလာပြီ။အတော်လောဘတွေမရှိတော့ဘူး။စသည်ဖြင့်ကိုယ့်ရဲ့တိုးတက်လာမှုကို ကိုမြင်နေရပြီတော့ပီတိဖြစ်လာလိမ့်မယ်။ဒေါသလွယ်လွယ်ထွက်တတ်တာကိုလည်းကိုယ့်ဘာသာကိုကိုသိတော့ဩငါသည်ဒေါသတော်တော်မြန်တာပဲ။အနာလိုစိတ်လည်းတော်တော်ကြီးတာပဲ။ ဒါရင်ကြောင့်လောင်နေတာကိုဒေါသဆိုတာကောင်းကျိုးမပေးဘူးမိမိကိုသူတစ်ပါးကိုနှစ်ဦးစလုံးအကျိုးမဲ့စေတယ်မနာလိုစိတ်ထားတော့ကိုဘာအကျိုးရှိလို့တုံးကိုအရင်ပူလောင်ရတာအမြဲတမ်းသူ့အကြောင်းကိုကိုကောင်းတဲ့ထဲ့နေမိတာကိုကကိုရှုံးနေတာပဲအဲ့တော့မနာလိုစိတ်အလင်းမရှိသူ့ကံနဲ့သူသူ့ရဲ့လုံလဝရိယ သူ့ရဲ့ကံဉဏ်ဝရိယကြောင့်ရရှိသင့်တဲ့အကျိုးသူရရှိပါစေခံစားပါစေကိုရကြရင်ကိုယ်တိုင်စူးစမ်းဖို့ပဲလိုတယ်လို့အဲ့ဒီလိုမိမိကိုယ်ကိုအာယုံ စိုက်တတ်တယ်ကိုမှရှိနေသောဒေါသအငြိအကြေးကိုပယ်တတ်တယ်ဒေါသအစားမေတ္တာစိတ်ထားနိုင်အောင်ထားရင်နဲ့နောက်ဆုံးမှာအသားကျလာပြီးတော့မုန်းတယ်ဆိုတာကိုမရှိတော့ လူတစ်ပတ်သားကို အလိုမချဘူးဆိုတာကိုမရှိတော့ဘူးမေတ္တာစိတ်နဲ့ပဲအေးချမ်းစွာနေနိုင်လာတာတရားရဲ့အကျိုးတွေပဲအဲဒီလိုကိုကိုကိုပြန်ရှုပြီးတော့ကိုကိုကိုပဲ ဆုံးမလာတဲ့အခါငါဥစ္စာလို့ဆွဲလန်းမှုတွေလည်းမရှိတော့ငါလို့ဆွဲလန်းမှုတွေလည်းမရှိတော့ငါအတ္တလို့ဆွဲလန်းမှုတွေလည်းမရှိတော့ပဲလောကကိုယထာဘူးတကြကြမြင်လာတယ် ဒီလောကကြီးထဲမှာတည်မြဲတာဘာများရှိလို့လဲခေတ်တွေစနစ်တွေကြည်အောင်မလားမမြဲကြဘူးအုတ်ချုပ်သွားကြတဲ့အုတ်ချုပ်သူတွေကိုကြည်အောင်မလားတကဘာလုံးကအုတ်ချုပ်သူတွေကိုပဲကြည်အောင်မလားမမြဲကြပါဘူးအုတ်ချုပ်ကံလူဒန်းစားတွေကိုပဲကြည်အောင်မလားမမြဲကြပါဘူးခဏတာလူလာဖြစ်ပြီးတော့ခဏနဲ့ပဲဘဝတကူအဆုံးတတ်ကြတာပါပဲနောက်ဆုံးတော့ ကုံပြုတ်တဲ့ကံတွေပဲပိုက်ပြီးတော့ထွက်သွားကြရတာဒီတော့ကုသိုလ်ကံလေးပါလာလို့လူပြစ်နေတဲ့ဘဝမှာအချီးနှီးပြစ်မသွားရအောင်ကုသိုလ်တွေပဲစုသွားမယ်သီလအနှစ်တမာရီအနှစ်ပညာအနှစ်ဆိုတဲ့အနှစ်တရားတွေပဲရအောင်စုသွားမယ်ကိုကိုကိုလောင်ကျွမ်းပြီးတော့ဘဝတစ်ခုအဆုံးအသတ်မခံနိုင်ဘူး ေတ္တာစိတ်ကလေးကိန်းကျင်ကိန်းမကိန်းကျင်ကုံတော်ပွားနေတဲ့မြတ်စွာဘုရားကိုအာယုံပြုတဲ့စိတ်ကလေးနဲ့နေမယ်တဏှာယူလုံးလုံးကုံတော်လေးနဲ့နေမယ်တဏှာယူလုံးလုံးမေတ္တာပွားပြီးတော့မေတ္တာစိတ်ကလေးနဲ့နေမယ်တဏှာယူလုံးလုံးမမြဲခြင်းကိုဆင်ခြင်နေတဲ့ဝိပဿနာကမ္မဋ္ဌာန်းတစ်ခုခုကိုအာထုတ်ပြီးနေမယ်မြင်ရသည်မြကြားရသည်မြ နန္ဒမြစားသည်မြထိတွေ့သည်မြတွေးသည်မြကြံသည်မြအရာတွေအားလုံးဒီသင်္ခါရတရားတွေငြင်းမှမမြဲပဲလို့အမှန်တိုင်းမြင်နေပြီးတော့ကိုကိုကို ဆုံးမလာတဲ့အခါအမြဲတ ारी ကိုမြင်ပန်းများတဲ့အတွက်ကြောင့်မတတ်မတော်ဘူးအပြက်တွေကိုမြင်ပန်းများတဲ့အတွက်ကြောင့်မလို့မစွဲလန်းတော့ဘူးစွဲလန်းမှုကုန်းလာတဲ့အခါအေးချမ်းမှု ဖြစ်လာတော့တာပဲ အဲ့ဒီဆွဲလမ်းမှုတွေကြောင့်တတဝါတွေတန်တရာရှိတယ်ငါဥစ္စာလို့ဆွဲသောတဏှာဆွဲငါလို့ဆွဲသောမာနဆွဲငါအတ္တလို့ဆွဲသောဒိဋ္ဌိဆွဲဒီအဆွဲတွေကြောင့်တန်တရာရှိနေကြတာမရှိကြတော့ဘူးဘဝမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကလည်းကိုယ့်ကိုတရားပြလိုက်ပြီးပြီမြင်နေတဲ့မြင်စရာအာယုံတွေကလည်းကိုယ့်ကိုထိတ်လန့်အောင်တရားပြနေတယ် ကြားသမျှသတင်းတွေကလည်းကိုကိုထိတ်လန့်မှုတံဝေကရအောင်တရားပြနေတယ်တွေ့ကြုံသမျှအတွေ့အကြုံအားလုံးဟာလည်းတတိတံဝေကရအောင်တရားပြနေတာပါလားလို့တင့်တင့်တဲ့နှလုံးသွင်းတဲ့အမြန်နှလုံးသွင်းပြီးလောကကိုကြည့်တဲ့အခါအေးချမ်းတဲ့သူတယောက်ဖြစ်လာတယ်လောကတဘာဝကိုစန့်ကျင်ပြီးတော့မနေတော့ဘဲနဲ့ တဘာဝကိုလက်ခံနိုင်သူတယောက်ဖြစ်လာတယ်။အမြဲသောဆင်းရဲသော အဆိုးမရသောတရားတွေကိုဖတ်တွေ့ထားတဲ့သူ မဟုတ်တော့ဘူး။အမြဲသောတရားတွေကိုစုပ်ကိုင်ပြီးတော့ပြောင်းလဲပေါက်ပြံမှုတွေကြောင့်တောကအဖြစ်မခံတော့ဘူး။ဆင်းရဲသောတရားတွေကိုစုပ်ကိုင်ပြီးတော့သူတို့ရဲ့ပျက်စီးမှုကိုကြည်ပြီးတော့ငိုနေရတဲ့သူတယောက်အဖြစ်မခံတော့ဘူး။ကိုယ်အဆိုးမရတဲ့အရာတွေကိုစုပ်ကိုင်ထားပြီးတော့ အစိုးမရပြောင်းလဲပေါက်ပြန်သွားတဲ့အခါမှာပူလောင်နေရတဲ့သူတယောက်အဖြစ်မခံတော့ဘယ်အရာမြဲလို့လဲကိုခန္ဓာကိုယ်မှာရှိတဲ့အင်္ဂအစိတ်အပိုင်းတွေတောင်ကိုအလိုကိုမှမလိုက်တာပြင်ပကလူတယောက်ကိုအလိုလိုက်ဖို့ဆိုတာဖြစ်နိုင်ပါမလားလောကတဘာဝအခြေအနေတစ်ခုကိုကိုဖြစ်ကျင်တဲ့အတိုင်းပုံသွင်းတာဖြစ်နိုင်ပါမလားအကြောင်းတွေပါလာကြတဲ့အတွက်ကြောင့်ကြုံကံပါလို့ကြုံနေကြတာ ဖြစ်ကံပါလို့ဖြစ်နေကြတာတရားများများကျင့်နိုင်သောသူများမှလွတ်မြောက်ပါလိမ့်မယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့စိတ်ကိုကိုကိုယ်တိုင်သာ ပြန်ရှုပြီးတော့ညှထင်းနေသော အရာတွေကို တရားနဲ့စေချောနိုင်ကြပြီးအေးချမ်းမှုအရာတော်ကိုခံစားနိုင်သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံး သစ္စာလေးပါးမြတ်တရားတို့ကိုသိမြင်နိုင်ကြကုန်၍ဝိစင်းရဲ့ကုံရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေကုန်တည်း